ဒီ break လေးပေါ့နော် break လေးကဒီမှာကျွန်တော်တို့ clean cleaner တစ်ချောလုံးမှာဒါ38ရဲ့အဲထွက်တာ၄ကပ်ပေါ့နော်၄ကပ်ကိုကျွန်တော်၃ကပ်နဲ့ပြပေးမှာပေါ့နော်၃ကပ်38ရဲ့လို့ထွက်တယ်သူ့ရဲ့အောက်မှာဒါခေါင်းနောက်ပိတ်နဲ့ break ခုံပေါ့နော်ထွက်တယ်ဒီမှာလည်း38ရဲ့ထွက်တယ်သူ့ရဲ့အောက်မှာဒါခေါင်းနောက်ပိတ်နဲ့ break ခုံလို့ရိုက်တယ်ပေါ့နော်38လို့ထွက်တယ်ခေါင်းနောက်ပိတ်နဲ့ break ခုံလို့ပြေးမလား break ခုံလို့ပြေးမလားပေါ့နော်လောလောဆယ်တော့ဒီကနန်းပြန်ကြလေးကိုကျွန်တော်ပြပေးမယ်နော် အဲ့တော့ကျွန်တော်တို့ဒီကလင်နာတကြောလို့မှာပေါ့နော်ငါးပရိရဲ့ဘေးနားလေးမှာရှင်းငါးခုပဲလေးလေးထွက်တာဒါ၃ကပ်ပဲရှိတယ်ပေါ့နော်80တခုနဲ့80နှစ်ခုနဲ့မှာဒါရှင်းငါးခုလို့ထွက်တယ်သူ့ရဲ့ဘေးနားလေးမှာပရိငါးလို့ထွက်တယ်ပေါ့နော် အဲ့ပရိင်္ဂါလို့ထွက်ပြရနဲ့အဲ့ဒီပရိင်္ဂါကနန်းလေးရရှင်ငါကူနှစ်ထဲကိုဒါလိုက်ထွက်တယ်ပေါ့နော်သူကပရိင်္ဂါဘေးနားလေးမှာရှင်ငါကူပက်လေလေးကြတာသုံးကပ်ပဲရှိတယ်အဲ့ဒီသူ့ရဲ့ဘေးနားလေးပရိင်္ဂါကူကရှင်ငါကူနှစ်ထဲကိုဒါလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရနဲ့သူ့ရဲ့ဘေးနားလေးမှာထွက်တဲ့ကနန်းဒီခွန်သုံးခွန်ဆိုတဲ့ကနန်းသူ့ရဲ့အပေါ်ကနေ1 2 3 4 5 6ခွန်ပေါ့နော်ခွန်တစ်ချိန်အပေါ်တက်လိုက်ပေါ့နော် ခုနှစ်ကြိမ်ပိုတက်လာရဲဒီမှာနောက်ဘူးကနန်းလေးရှိတယ်ပေါ့နော်အဲ့နောက်ဘူးကနန်းလေးကဒီမှာတော့နောက်ဘူးကခွန်ခွန်ဘူးလေးဖြစ်တဲ့အတွက်သူကခွန်ခွန်နဲ့ဒီမှာခွန်သုံးခွန်ဆိုပြီးတော့သူကပေးသလားပေါ့နော် ဒုတိယတက္ကကတော့2000 2000နဲ့2003မှာရှိပါတယ်ခင်ဗျာဒီမှာကျွန်တော်တို့ဒီပိန်9ရဲ့ဘေးမှာ96ပေါ့နော်သူရှိကအတိုင်းမှာပိန်9ရဲ့ဘေးမှာ96လေးထွက်တယ်ပေါ့နော်အဲပိန်9ကနေဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုဒါ96ရဲ့အောက်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရဲသူ့ရဲ့ဘေးနားမှာကြတဲ့ကနေ58ဆိုတဲ့ကနေအလဲသူ့ရဲ့အပေါ်9ချိန်ပေါ့နော်တက်လိုက်ပေါ့နော်1 2 3 4 5 6 9ခုနှစ်ကြိမ်တက်လိုက်ပေါ့နော်ခုနှစ်ကြိမ်တက်လိုက်ရင်နောက်ဘူးလေးရှိရဲအဲနောက်ဘူးလေးကိုမှသူကအခွားနဲ့ပေါ့နော်ရှင်းကားရှင်းဆိုပြီးတော့ဒီမှာပေးတာပေါ့နော် ်တတိယတစ်ခါကတော့ဒီကမှာကျွန်တော်တို့936ဆိုဆို brain ကရေးပေးမှာသူရှိနှစ်ကတ်အတိုင်းမှာ998ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့ဒီ brain ကရေးပေးမှာ998ထွက်သလိုပဲအဲ့ brain ကလေးကဏ္ဍလေးဖြစ်တဲ့ဒီ936ဆိုတဲ့ကဏ္ဍကလည်းဒီဘေးနှစ်ကနေဒီဘေးနှစ်ကိုသူရှိကတ်အတိုင်းမှာလာထွက်တယ်ပေါ့နော် အဲ့လိုလာထွက်ပြီးဆိုတော့သူ့ရဲ့ဘေးနားလေးမှာလဲဒါအခွာကဏ္ဍလေးဖြစ်ရတော့မှာပေါ့နော်အခွာအောင်မှာဘေးရကဏ္ဍလေးခွာမလဲဆိုတော့3 4 5 6 9 9ကြိမ်မြောက်ကဒီခွန်ခွန်နောက်ဘူးလေးကိုဒီမှာခွန်ခွန်အခွာနဲ့ပေါ့နော်ဒီမှာ9ကြိမ်တက်လိုက်ရင်ခွန်ခွန်နောက်ဘူးလေးရှိတယ်သူကလည်းခွန်အခွာနဲ့ပဲရိုက်တယ်ပေါ့နော်9ကြိမ်တက်လိုက်ဒီမှာ6 6ရှစ်နောက်ဘူးလေးရှိတယ်6အခွာနဲ့ပဲသူကထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့9ကြိမ်တက်လိုက်ရင်ခွန်ခွန်နောက်ဘူးလေးရှိတယ်ပေါ့နော်အဲ့ကောင်ခွန်ခွန်အခွာနဲ့မှာကျွန်တော် break ခွန်ဆိုရင်ခွန်3ခွန်ဆိုတဲ့ကဏ္ဍလေး ဒါပေးဦးမလားပေါ့နော်ဒါကတစ်ဆိုင်ပေါ့နော်အဲ့ကဏ္ဍလေးပြီးတော့နောက်ထပ်ကဏ္ဍလေးတစ်ခွက်ကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ထားပါတော့နော်ဒီမှာ၈၃၈လို့ရတယ်သူရအောင်ခွန်ပရိတ်ပေါ့နော်ခွန်ပရိတ်ပဲယူကြပါဆိုနော်၈၃၈၃၈လို့ပတ်၃၈၈လို့တဲထွက်တယ်သူရအောင်မှာ၃၈၈လို့တဲထွက်တယ်သူရအောင်မှာခွန်ပရိတ်ပေါ့နော်၃၈၈လို့တဲထွက်တယ်သူရအောင်မှာခွန်ပရိတ်ပေါ့နော်၃၈၈လို့တဲထွက်တယ်သူရအောင်မှာခွန်ပရိတ်ဆိုတဲ့ကဏ္ဍဒီကဏ္ဍလေးပြေးဦးမလားပေါ့နော်ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရိုးရိုးရှင်းရှင်းလေးပဲ တခါတည်းပြလိုက်မယ်နော်ဒီမှာနှစ်ခုနှစ်လို့ထွက်တယ်သူတို့ရဲ့တစ်နှစ်ကျော်မှလည်းနှစ်ခုနှစ်လို့ထွက်တယ်သူရဲ့တစ်နှစ်ကျော်မှလည်းနှစ်ခုနှစ်လို့ထွက်တယ်ပေါ့နော်နှစ်ခုနှစ်ရဲ့တပွဲကျော်မှထွက်တော့ဒီ6ခုနှစ်ဆိုတော့ကောင်က6 6ခုကဒီ6 6ခုက6ခုနှစ်ကို1ချိန်ပေါ့နော်အဲကောင်ကအရှိကို10နှစ်3 4 5 5နှစ်သွားလိုက်ပေါ့နော်ဒီနှစ်ခုနှစ်ရဲ့တပွဲကျော်မှထွက်တဲ့6ခုနှစ်ဆိုတော့ကနာသူရဲ့အရှိ9နှစ်မြောက်ကကနာပေါ့နော်9နှစ်မြောက်ကကနာဟိုမှာသူရဲ့ဆောင်းကဒီဒီ6 6ခုဆိုတဲ့ကောင်လေးကဒါ1ချိန်ပေါ့နော် 9601ကျင်းနဲ့သူရှိ9နဲ့ကကဏ္ဍဆိုတော့964ပဲရှိတာပေါ့နော်အဲ့တော့ဒါပထမကပ်ပေါ့နော်ဒုတိယတက်ကကျွန်တော်သွားမယ်နော်ဒီမှာ92လို့ရိုက်ပြီပေါ့နော်သူရဲ့တနည်းချမှာ92လို့ထပ်ရိုက်တယ်ပေါ့နော်ရိုက်ပြီးရင်သူရဲ့အောက်မှာကျတဲ့6395ဆိုတဲ့ကောင်က4395က6395 1ကျင်းပေါ့နော်1ကျင်းလားပေါ့နော်တင်းနဲ့3လေးသူကလည်းငါရှိ9ကပ်ဒီတဲ့နဲ့၃လေးငါရှိ၅ကတ်သွားလိုက်ရှိ၅နဲ့မြောက်က၆၅၀ဆိုလို့ကတော့ဒီမှာ၆၃၅လို့သူက ဒါရိုက်ပေးတယ်ပေါ့နော်ဒါဒုတိယတက်ကကျွန်တော်တတိယတက်ကကျွန်တော်တွတ်ကြည့်နိုင်တွတ်ကြည့်လိုက်မယ်နော်သူ့ရဲ့တစ်နှစ်ကျော်မှလည်းဒီမှာ2ခွန်းနဲ့ဆိုတော့ကနားထက်ထက်ထွက်ပြီးပေါ့နော်သူ့ရဲ့တပွဲကျော်မှကြားတယ်ကြားမယ်ဒီကနား5 9 3က1ချိန်ပေါ့နော်ငါကူ၃ကဝမ်းချင်းဟိုမှာကျွန်တော်တို့က၈ခုနှစ်မြောက်ကခဏဆိုတော့၁၂၃၄ ရှိ9နှစ်မြောက်กว่าကနေဆိုတော့1 2 3 4 5ဒီ395ကိုဒီမှာ693လို့သူကပေးမလားပေါ့နော်ရှင်းမယ်လို့ထင်ပါတော့2ခုနဲ့လို့ရတယ်သူရဲ့တပွဲကြောင့်မှထွက်တော့6ဆိုတော့သူရဲ့ဆောင်းကကောင်းအောင်အဝန်ချင်းအဲ6ခုနဲ့ခဏသူရှိ9နဲ့မြောက်กว่าခဏပေါ့နော်ဒီမှာလည်း2ခုနဲ့လို့ထွက်တယ်သူရဲ့တပွဲကြောင့်မှထွက်တဲ့ကောင်က635ဆိုတော့435အဝန်ချင်းပေါ့နော်အဲခဏလည်းသူရှိ9နဲ့မြောက်กว่าခဏပေါ့နော်သူရနေရည်ကြည့်မယ်ဆိုရင်လည်းသူရဲ့တပွဲကြောင့်အနေ1 2 3 4ပေါ့နော်တပွဲကြောင့်လိုက်1 2 3 4အဲ့လိုရည်သွားရင်လည်းရတာပေါ့နော် အဓိကတော့ဒီမှာနှစ်ခုနှစ်ရဲ့တပွဲကြောင့်မှထွက်တဲ့9ခုနှစ်ဆိုတော့ကော96 96ခုဟာ1ချိန်သူ့ရဲ့ရှေ့9နှစ်မြောက်ကခဏန်းပေါ့နော်ဒီမှာလည်းကျွန်တော်နှစ်ခုနှစ်လို့ထွက်တယ်သူ့ရဲ့တပွဲကြောင့်မှထွက်တယ်635 435 635ဝန်းကျင်သူ့ရဲ့ရှေ့9နှစ်မြောက်กว่าခဏပေါ့เนาะဒီကနေ1034သူ့ရဲ့တပွဲတစ်နှစ်ကျော်ကနေ1034ပေါ့เนาะရှေ့9နှစ်မြောက်กว่าခဏ650 635လို့ရိုက်တယ်ပေါ့เนาะဒီမှာလည်းနှစ်ခုနှစ်လို့ရိုက်တယ်သူ့ရဲ့တပွဲကြောင့်မှထွက်မဲ့ဒီကကော ငါကိုတော့ဝမ်းကျင်းလို့လာပေးပြီးတော့မှတဲနဲ့3 4 5ရှင်း9နှစ်မြောက်ကခဏဆိုလို့ရှိရင်တော့ဒီဟာ3 9 5လေးတကွက်ပဲဒါရှိတာပေါ့နော်သူကနေ9ကိုပေါ့နော်9ကိုဆိုတာဒီမှာကျွန်တော်2 9ရတပွဲကြောင့်မှ9ကိုလို့ထွက်တယ်သူကနေတပွဲကြောင့်လိုက်တဲနဲ့3 4 6 50ဆိုလို့ခဏဒုတိယ2 9ရအောက်မှာလိုက်ထွက်တယ်ပေါ့နော်သူကနေတနဲ့ကြောင့်လိုက်တဲနဲ့3 4 4ချိန်တက်လိုက်3 9 5ဆိုတော့ခဏဒီနားလေးမှာလာပေးဦးမလားပေါ့နော် ဒါကျွန်တော်တို့ဒီခွန်သုံးခွန်နဲ့ဒါ complete line နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ရန်ွက်အဲကျွန်တော်ရဲ့ဘဝဝင်နေပေါ့နော်တချိန်စား9000နဲ့လာရောက်အပေးတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုလည်းဒီကနန်းလေးကျွန်တော်ထည့်ပေးလိုက်တာရှိတယ်ပေါ့နော်နောက်ထပ်ကနန်းသေးချာအော်ရမယ်တေချာအရင်ကြီးအားပါတယ်ဒေအော်တခွဲ့နဲ့ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒူအော်တာအော်ပေါ့နော်ဒီတစ်ပတ်ကတော့ကျွန်တော်တို့၃ခွဲ့ပေါ့တော့အဓိကတော့ main ၃ခွဲ့ကိုပဲထိုးခိုင်းတာပေါ့နော်ဒီကနန်းလေးတွေတော့အပပရံမှုကျွန်တော်ထည့်ခိုင်းခဲ့တာရှိပါတယ်ခင်ဗျာ ဒီချိန်တွေလဲဒါတေချာလေးကိုအော်ကိုအော်ရမယ်ဒဲအော်တစ်ခွက်ရယ်နောက်အရန်လေးတွေပေါ့နော်နှစ်ခွက်သုံးခွက်အရန်လေးတွေသုံးလေးခွက်ထည့်ထားတာပေါ့နော်အဓိကတော့သုံးခွက်ထိုးရမှာပေါ့နော်ဒါနဲ့ပေးလိုက်တာတော့ကျွန်တော်တို့ဒီပါပါရမ်းမှုလေးနဲ့ဒီကနန်းနေပါထည့်ပေးလိုက်တာဖြစ်တဲ့အတွက်ငါးခွက်လောက်တော့ဖြစ်သွားတယ်ပေါ့နော်အဓိကတော့နောက်ထပ်သုံးခွက် main သုံးခွက်ကလေးကျန်ပါသေးတယ်ခင်ဗျာအဲကနန်းလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ထုတ်စံနိုင်မယ်ပေါ့နော်ဒီနေ့ဒီကနေ့လာပြီးတော့မှဒါ များများလည်းမယူထားပါဘူးเนาะဘေဘူးလောက်နဲ့ကလင်နာဘူးလောက်တစ်ချိန်စား9000ယူပါလားခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့တယ်ဆိုရင်ဒါ share နိုင်တဲ့လူက share ပေးသွားဖို့ကျွန်တော်မိတ်ဆွေတွေကိုမေတ္တာရက်ခံပါရနော်အဲကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025ခုချိန်မှာ share တွေစုပြီးများပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါရနော်